အားလုံးပဲမြင်္ဂလာပါခင်ဗျာဒီနေ့စနေနေ့မှာဆိုလို့ရှိရင်တော့ Premier League ပွဲစဉ်32ရက်ပွဲစဉ်တွေရှင်ပြိုင်ကစားဖို့ရှိပါတယ်ဆိုတော့ထုံးစံအတိုင်းပွဲကြို၃တက်ခမန်းရွေးချယ်မှုလေးကြိုးစားပြီးတော့အဲတင်ဆက်ပေးခြင်းပါတယ်ဆိုတော့စနေနေ့ရဲ့ပွဲစဉ်တွေမှာတော့ဒါပွဲစဉ်၅ပွဲအထိရှင်ပြိုင်ကစားဖို့ရှိတယ်အဲ့ဒီထဲကအကောင်းဆုံးကျွန်တော်ကြိုက်တယ်ပေါ့နော်အဲနိုင်ဂျီမြင်မာမယ်လို့ထင်တဲ့ ပွဲစဉ်လေးနှစ်ပွဲကိုရွေးချယ်ပေးခြင်းပါတယ်။ကျန်တဲ့ပွဲစဉ်တွေကိုတော့ကျွန်တော်ရဲ့အဆန်တီဗီရဲ့ပေါ့နော် member group လေးမှာတက်ဆက်ပေးသွားမှာဖြစ်လို့ဒါ member group လေးကို join နေတဲ့ညီကိုတွေလဲပေါ့နော်ဒါ join လို့ရပါတယ်ဆိုတဲ့အကြောင်းလေးအပြောပြပေးခြင်းပါတယ်။ဆိုတော့ဒီနေ့စနေနေ့ရဲ့ပွဲစဉ်တွေထဲမှာကျွန်တော်ရွေးချယ်ထားတဲ့ပထမဆုံးပွဲစဉ်ကတော့ Nottingham Forest နဲ့ Everton အသင်းရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။စနေနေ့ည8:00နာရီ ခွဲမှာဒါ forest ရဲ့အိမ်ဝင် the city ground မှာရှင်ပိုင်ကစားမယ့်ပွဲစဉ်လေးဖြစ်ပါတယ်ဆိုတော့လက်ရှိ forest ရဲ့အနေအထားကတော့အလုံးသိကြတဲ့အတိုင်းပဲဒီရာသီမှာ တော်တော်လေးရလက်ပိုင်းလေးကောင်းနေပြီးတော့ချန်ပီယံလိဝင်ကွင်းအတွက်တောင်မှမျှော်လင့်လို့ရတဲ့အနေအထားမျိုးလေးရှိတယ်။ဒါကြောင့် Forest အနေနဲ့ကလက်ကျန်ပွဲစဉ်တွေမှာအမှားယွင်းမရှိကစားနိုင်မယ်ဆိုလို့ရှိရင်တော့ဒါသူတို့အသင်းအတွက်ပေါ့နော်။လာမယ့်ရာသီမှာဥရောပဝင်ကွင်းအမြင့်ဆုံးဖြစ်တဲ့ဒါချန်ပီယံလိကိုဝင်ကွင်းရရှိမှလည်းဖြစ်တယ်။ဆိုတော့လက်ရှိ Recent Form တွေအရာကြည့်မယ်ဆိုလို့ရှိရင်လည်း Forest ဒီနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့ဒါ United ကိုအနိုင်ရရှိထားတယ်။ဒါမဲ့နောက်ဆုံးရှင်းပြန်ကစားခဲ့တဲ့ Premier League ပွဲစဉ်31မှာဆိုလို့ရှိရင်တော့ Aston Villa အသင်းကို2-1 ရယလက်မျိုးနဲ့တော့ရှုံးနေထားခဲ့ရတယ်လက်ရှိအမှတ်ပေးစရာရဲ့အဆင့်300နေရာမှာရမှတ်58မှတ်နဲ့အောက်မှာချက်စီးသင်းနဲ့နယူကာဆယ်မန်ချက်စတာစီးတီးအသင်းတို့ကတော့ရမှတ်53မှတ်စီစီတီကတော့52မှတ်နဲ့ပေါ့နော်ဖိအားပေးနေတာမျိုးရှိတယ်ဆိုတော့ချန်ပီယံလိဝင်ကွေးအတွက်ကလည်းပေါ့နော်ဒါပြန်ဆိုင်မှုပြင်းထန်တဲ့အနေအထားမှာဒါ Forest အနေနဲ့ The City Ground မှာဘာတွေလုပ်ပြနိုင်မလဲဒီပွဲစဉ်ကစိတ်ဝင်စားဖို့ကောင်းတယ်တစ်ဖက်က Everton Thing Everton Thing ကလည်းနောက်ဆုံး Recent Form တွေကြည့်မယ်ဆိုလို့ရှင်တော့နိုင်ပွဲမရရှိထားဘူးဆိုပေမဲ့ ရလပိုင်းလေးတွေကကောင်းတယ်လို့ပြောလို့ရမယ်ပြောလို့ရတယ်နောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်တော့သူအနေနဲ့လစ်ဗာပူးအသင်းကို1-0ဆိုတဲ့ရလမျိုးနဲ့မာဆီဆိုင်ဒါဘီမှာရှုံးလာတာကလွဲလို့ကြံတဲ့ပွဲစဉ်တွေမှာဒါတရေရလတွေကစားထားတာမျိုးရှိတယ်နောက်ဆုံးရှင်းပြန်ကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းအာဆင်နယ်ကိုတဖတ်တကူးစီတရေရလထွက်ပေါ်အောင်ကစားပြီးတော့ရမှတ်ခွဲယူထားနိုင်ခဲ့တာမျိုးရှိတယ်အက်ဖတန်ကတော့လက်ရှိမှာဒါအမှတ်ပေးစရာရယ်အဆင့်15နေရာမှာရမှတ်35မှတ်နဲ့ရပ်တည်နေတာမျိုးရှိတယ်ဆိုတော့အက်ဖတန်ကဒါတန်ဆင်းစုံကလည်းလွတ်သွားပြီလို့ပြောလို့ရတယ်ဥရောပဝင်ကို ွင်းအတွက်တော့ဒါမျှော်လင့်ချက်တော့မရှိတဲ့အနေအထားဆိုတော့ Everton ကတော့ PR တွေကင်းနေတယ်ဒါပေမဲ့လည်းတိတ်ခါပိုင်းအရာကစားမဲ့အနေအထားမျိုးလေးရှိတယ်ဆိုလက်ရှိမိုးတွေပါလာဖြစ်တဲ့အတွက်ပေါ့နော်မိုးတန်လေးပါတယ်ဆိုလို့ရှိရင်တော့တီးခန့်ပြီးတော့နားဆင် အော်ပေးစီလိုပါတယ်ကျွန်တော်လည်းအတန်လေးညှင့်ပြီးတော့ပြောပြမိမယ်ပေါ့နော်ဆိုတော့ hat to hat အရာကြည့်မယ်ဆိုလို့ရှိရင်တော့ဒါ the city ground မှာကစားခဲ့တဲ့နောက်ဆုံးနှစ်ကြိမ်မှာတော့ f10 တင်းကအသာစီးရရှိထားတာမျိုးရှိတယ်ဒါ2023ခုနှစ်ကကစားခဲ့တဲ့ပွဲစဉ်မှာဆို f10 က1-0နဲ့နိုင်ထားပြီးတော့အဲ့ရှေ့တစ်နှစ်မှာဆိုလို့ရှိရင်တော့ the city ground မှာ2-2ဆိုတဲ့ရလက်ထွက်ပေါ်ထားတာဖြစ်တဲ့အတွက်ကို the city ground မှာတော့ f10 တင်းကရလက်ကောင်းထားတာမျိုးရှိတယ်ဒါပေမဲ့လက်ရှိခြေစွမ်းမှာအရာကြည့်မယ်ဆိုရင်တော့ဒီအသီးမှာ forest ကတော့အင်္ဂွင်းအာတာကျက်လေးရှိတယ် F10 ထပ်ပေါ်နော်ပို့ပြီးတော့ဒါပုံစံကောင်းရနေတာမျိုးလေးရှိတယ်အလူစင်းရကြည့်မယ်ဆိုလို့ရှိရင်တော့အရင်ကွာချက်တော့မရှိဘူးနောက်တစ်ချက်ကတော့ဒီပွဲစဉ်မှာကတော့ forest ရဲ့အဓိကတိုက်စစ်ကစားသမားဖြစ်တဲ့ chrisu ကတော့ injury ကြောင့် ပါဝင်ဖို့မသေးကြတဲ့အနေအထားလေးများရှိတယ်ပြီးတော့ဒါတောင်မန်ကစားသမားဖြစ်တဲ့အီလန်ဂါကလည်းလွဲချော်ဖို့ရှိတဲ့အနေအထားလေးဆိုတော့ဒီနှစ်ဦးသားမပါလာခဲ့ဘူးဆိုလို့ရှိရင်တော့ Forest ရဲ့တိုက်စစ်ပိုင်းကတော့အနည်းငယ်ရုန်းကန်ရနိုင်ဖို့ရှိရလို့တော့ထင်တယ်ဒါလေးက Everton အသင်းအတွက်အခွင့်အရေးဖြစ်လာနိုင်ဖို့ရှိတယ်ဆိုတော့ Everton အသင်းဘက်ကတော့တိုက်စစ်မှု ဒါ clever lewin ပေါ့နော် clever lewin ကတော့ injury ရနေတာမျိုးရှိတယ်ဆိုတော့ clever lewin ကလည်းနောက်ပိုင်းပွဲစဉ်တွေမှာ injury ကြောင့်ရုန်းကန်နေရတာမျိုးရှိရတဲ့အတွက် Everton ရဲ့တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်တော့ဒါ Bito ဥဆောင်နေတာမျိုးရှိတယ် Dokure ဥဆောင်နေတာမျိုးတော့ရှိတယ်အဘလိုပဲဖြစ်နေသင်းလုံးရဲ့လူစင်းကတော့အတိတ်တော့မကွာဘူးနောက်ချက်ကတော့ Everton သင်းရဲ့လက်ရှိ reason found တွေကိုကြည့်မယ်ဆိုရင်တော့ Everton သင်းကနောက်ဆုံး၅ပွဲမှာခန်းစစ်ပိုင်းကတော့ချစ်လစ်တယ်အပွဲစဉ်တိုင်းတကိုးလောက်ပဲပေးရတယ်ပြီးတော့တိုက်စစ်ပိုင်းကဆိုလို့ရှိရင်လေ Liverpool သင်းရဲ့ပွဲစဉ်ကလွယ်လို့ကြံတဲ့ပွဲစဉ်တွေမှာဂိုးရထားတာ ာဖြစ်တဲ့အတွက်ကို F10 သင်းရဲ့ဒါတိုက်စစ်ခံစစ်လုံအားနှုံးရလေဒါနောက်ပိုင်းပွဲစဉ်တွေမှာကြည့်ကြည့်မယ်ဆိုလို့ရှိရင်တော့အားရချင်းစရာကောင်းတယ်လို့ပြောလို့ရတယ်ဆိုတော့ဒီနေ့ထားမှာအာရှကြောပေးမှုအရာဒါ Forest ကအင်္ဂွင်အာတာချက်ရှိတယ် Everton ထက်လေရက်တီမှုအဆင့်မြင့်နေအော်ပြီးတော့ Natalie Reason Found လေးကောင်းနေတာကြောင့်ပေါ့နော် Forest ကဒါ level 80သို့မဟုတ်80လောက်တော့ဒီဒီပွဲမှာအကျော်ပေးလာဖို့တော့ရှိတယ် ဆိုတော့ forest ရဲ့အကျော်ပေးမှုကတော့ကျွန်တော်ကတော့နည်းနည်းလေးပြော့တယ်လို့တော့ထင်တယ် forest နဲ့လူစင်းသိမ့်မကွာဘူးရတ္တိမှုအရာတော့ကွာတယ်ဆိုပေမဲ့ခြေတန်းသိမ့်မကွာတဲ့ဖုံးပေါက်တင်းတော်မှာအိမ်ကွင်းမှာ everton ကိုဒီထက်ပြင်းတဲ့ခြေမျိုးပေါ့နော်ထုတ်ပေးထားတာမျိုးရှိတယ်ဒါကြောင့်လက်တလောလက်ရှိပေါ့နော် forest ရဲ့ထုတ်ပေးထားတဲ့ခြေကပြော့တယ်လို့ထင်တယ်နောက်တစ်ချက်က everton အသင်းဒီလည်းနောက်ပိုင်းကစားပုံးတွေကောင်းလာတာဖြစ်ပြီးတော့ခန်းစစ်ကျစ်လစ်လာတာခန်းစစ်ကျစ်လစ်တယ်တိုက်စစ်ပိုင်းကလည်းဒါကောင်းတဲ့အနေထားမှာတော့ကျွန်တော် everton ကိုနည်းနည်းလေးပုံပြီးတော့ကြိုက်တယ်ပြီးတော့ hat to hat အရာ လည်း the city ground မှာ evden ဒီရလက်ကောင်းလေးရှိရေပေါ့နော်ဒါကြောင့်ကျွန်တော်တို့အစင်လာကိုထည့်ထွက်ဖို့လဲလို့ရတယ်ဒါကြောင့်ဒီပွဲစဉ်မှာတော့ evden အသင်းအနေနဲ့အာ forest မှာ forest ကိုပေါ့နော်မနိုင်အောင်တေးခံကန်နိုင်တဲ့ခြေစွမ်းမျိုးရှိတယ်လို့တော့ကျွန်တော်ကတော့ထင်တယ်ဒါကြောင့်ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ကျွန်တော်က evden body လေးကိုတော့အနည်းငယ်ပို့ပြီးတော့ကြိုက်ပါတယ် evden body ကိုရွေးချယ်ပေးချင်တာမျိုးတော့ရှိပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်ရွေးချယ်ထားတဲ့ပွဲစဉ်ကတော့စနေနေ့ညရဲ့အကောင်းဆုံးပွဲစဉ်ဖြစ်တဲ့စနေနေ့ည7:00နာရီမှာရှင်ပိုင်ကစားမယ့် arsenal အသင်းနဲ့ ဘရန်ဖို့တင်ရဲ့ပွဲစဉ်ကိုခံမှန်းပေးကြပါတယ်ဒီပွဲစဉ်ကတော့အာစနယ်တင်ရဲ့အိမ်ဝင်မှာရှင်ပြိုင်ကစားမဲ့ပွဲစဉ်ဆိုတော့အာစနယ်တင်ရဲ့လက်ရှိမှာစိတ်တပိုင်းဆိုင်ရာအရာမန်တယ်ပိုင်းမှာပေါ့နော်အဲတော်လေးပါဝါဖူးဖြစ်ပြီးတော့ခံစားချက်လေးကောင်းနေတယ်အဲရလပိုင်းလေးအကောင်းနေလို့ပြောလို့ရပါတယ်နောက်ဆုံးရှင်းပြန်ကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လေချန်ပီယံလိမှာရီယယ်မက်ဒရစ်အသင်းကိုဒီကလန်ရိုက်စ်ရဲ့ အာကောင်းမွန်လုံးနဲ့ပေါ့နော်ဒါ free kick နှစ်ဂိုးနဲ့တူဒါဂိုးပြတ်3-0ဆိုရရလတ်နဲ့အနိုင်ရရှိပြီးတော့နောက်ဆင့်ကိုတက်ဖို့အတွက်အခြေအနေကောင်းသွားပြီအာ recent form တွေရကြည့်မယ်ဆိုလို့ရှင်လဲ Arsenal တင်းရနောက်ဆုံး5ပွဲမှာ3ပွဲနိုင်ပြီးတော့2ပွဲတည်ကြတာဖြစ်တဲ့အတွက်ရလတ်ပိုင်းကောင်းလာတယ်နောက်ဆုံးရှင်းမြန်ကစားခဲ့တဲ့ Premier League ပွဲစဉ်မှာတော့ Everton နဲ့တည်ကြခဲ့ပြီးတော့ရမှတ်ဆုံးရှုံးခဲ့တာမျိုးရှိတယ်ဆိုတော့လက်ရှိအမှတ်ပေးစရာကိုကြည့်မယ်ဆိုလို့ရှင်တော့ Liverpool အသင်းက83မှတ် အာစနယ်က62မှတ်ဆိုတော့7မှတ်ပဲကွာတော့တယ်လီဗာပူးတင်းကလည်းပြီးခဲ့တဲ့အပကဒါရှင်တိုင်ကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်မှာဆိုလို့ရှိရင်တော့ဖူဝန်တင်းကို3-2ဆိုတော့ရလနဲ့ရှုံးနေခဲ့တာကြောင့်ရမှတ်ဆုံးရှုံးခဲ့တယ်။ဒါကြောင့်အာစနယ်အတွက်ကလည်းဒါပရီးမီးယားလိလက်ကျန်ပွဲစဉ်တွေအတွက်ပေါ့နော်။အမျော်လင့်ချက်ခက်ရည်ရည်လေးကပေါ်လာတဲ့အနေအထားရဲ့လက်ရှိမှာ ခြေစုံးပိုင်းအရာလည်းပြန်ကောင်းထားတဲ့အနေထားနောက်တစ်ချက်ကတော့လူပြန်ဆုံလာတဲ့အနေထားရေမှာတော့လီဗာပူးအသင်းကိုပေါ့နော်ဒါ PR ပေးဖို့အတွက်ကိုဒီပွဲစဉ်ကလုံးဝအမားခံလို့မရဘူးရှေ့မှာလည်း evident ပြီးရင်တချို့သောပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းဒါ Premier League ပွဲစဉ်တွေမှာဒါ Arsenal ကမမျှော်လင့်မဲနဲ့ရမှတ်ဆုံးရှုံးခဲ့ရတာမျိုးတွေရှိတယ်ပေါ့နော်ဒါကြောင့်လီဗာပူးအသင်းကိုဆက်လက် PR ပေးဖို့လက်ချက်ပွဲစဉ်တွေကလည်းဘယ်လောက်မှမလိုတော့တဲ့အနေထားမှာ Arsenal အနေနဲ့ဒီပွဲစဉ်ကတော့လုံးဝအမားခံလို့မရဘူးကျင်းစီပေါင်းအနိုင်ကစားတဲ့ပွဲစဉ်လို့တော့ကျွန်တော်ကတော့ထင်တယ်တစ်ဖက်က Brand Brentford အသင်း Brentford အသင်းကတော့နောက်ဆုံးရှစ်မြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ Chelsea အသင်းကိုဂိုးမရှိသေးရလထွက်ပေါ်အောင်ကစားထားနိုင်ခဲ့တယ်။ပြီးတော့ဂျာရဲမှာကစားခဲ့တဲ့ပွဲစဉ်ဒီမှာဆိုလို့ရှိရင်လေဒါဖုံးပေါက်ကို2-1ဆိုတဲ့ရလမျိုးနဲ့နိုင်ခဲ့တာမျိုးတွေရှိတယ်။ဒါပေမဲ့ Castle ကို2-1နဲ့ရှုံးလာတာမျိုးတွေရှိတယ်။ဆိုတော့ Brentford ရဲ့လက်ရှိအပတ်ပေးစရာကိုကြည့်မယ်ဆိုလို့ရှိရင်လေ Brentford ကဒါလုံးဝဖိအားကင်းနေတယ်။ဥရောပဝင်ခွင့်ရရှိဖို့လေမဖြစ်နိုင်တဲ့အနေအထားတန်းစစ်စုံကလည်းလောလောလွတ်ကျွတ်ဖြစ်ပြီးတော့ဗောနော်ဒါရမှတ်42မှတ်နဲ့အဆင့်72 Manchester United အသင်းအပေါ်မှာရပ်တည်နေတာမျိုးရှိတယ် ဆိုတော့ Brandford ကတော့ဖိအားကင်းကင်းနဲ့ကန်ရမယ် Arsenal ကတော့ဖိအားတွေအောက်ကနေပြီးတော့ဒီပွဲစဉ်ကရမှတ်ဆုံးရှုံးလို့မရတော့တဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ပေါ့နော်ပြီးတော့ London Club နဲ့တင်းတွေးစုံတဲ့ပွဲစဉ်ဖြစ်တဲ့အတွက်ပေါ့နော်ဒါမြန်မြန်ဆိုင်ဆိုင်နဲ့ twin goal တွေကိုကြည့်ရအောင်ပဲပွဲစဉ်လို့တော့ကျွန်တော်တို့ထင်တယ်ဆိုတော့ hat to hat အရာကြည့်မယ်ဆိုလို့ရှင်တော့ Arsenal အသင်းကတော့ထိတ်တဲ့တွေးစုံမှုတွေမှာအသင်းကြီး PP Brandford အသင်းပေါ်ကိုအာတောက်လျှောက်ပေါ့နော် ဒီနှစ်အပိုင်းခြားတွေမှာကန်တိုင်းလိုလိုအိမ်ကွင်းဝေးကွင်းမရွေးပေါ့နော်အနိုင်ရရှိထားတာမျိုးရှိတယ်အာစနယ်ကွင်းရဲ့အာစနယ်ကွင်းမှာဆိုလို့ရှိရင်လည်းတောက်လျှောက်အနိုင်ရရှိထားလို့ဘရန်ဖို့ကွင်းမှာဆိုလို့ရှိရင်လည်းအသာစီးရရှိထားတာမျိုးရှိတယ်အာစနယ်တင်းရဲ့အိမ်ကွင်းမှာနောက်ဆုံးတွေးဆမှုကတော့ဒါပြီးခဲ့တဲ့ရာသီကအာစနယ်တင်းရ2-1ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိထားတာမျိုးလေးရှိပါတယ်ဆိုတော့လူစင်းကလည်းနှစ်တင်းကြားမှာပြောနေစရာမလိုတော့အောင်အစလေဟာအတင်းကြီးပြပြတာပါတယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာပေါ့နော်ဒါတိုက်စစ်ပိုင်းကအဲတိုက်စစ်ပိုင်းကပေါ့နော်စကာလွဲချော်မလားမလွဲချော်မလားတော့ မကျိန်းသေးဘူးပေါ့နော်စကားပါလာမယ်ဆိုလို့ရှိရင်တော့တိုက်စစ်ပိုင်းကပို့ပြီးတော့ဒါမြန်မြန်ဆန်ဆန်နဲ့ကြီးလို့ကောင်းမှာဖြစ်ပြီးတော့ပေါ့နော်စကားမပါဝင်လာဘူးဆိုလို့ရှိရင်တော့အာစနယ်ရဲ့တိုက်စစ်ပိုင်းလေးကတော့အနည်းငယ်ရုန်းကန်ရဖို့ရှိတယ်စကားကလည်း injury ကပြန်လည်တက်တာလာတာမကြသေးဘူး real madrid တင်းတဲ့ပွဲစဉ်မှာပေါ့နော်ဒါ injury အနည်းငယ်ပြန်ရသွားတယ်အနေထားလေးမှာရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်ထင်တာကဒီပွဲစဉ်ကိုလွဲချော်ဦးမယ်လို့ထင်တယ်ဒါပေမဲ့ပြဿနာမရှိဘူးအာစနယ်တိုက်စစ်မှာပေါ့နော်ဒါအန်နွာရီလိုကစားသမားမျိုးတွေရှိနေတဲ့အပြင်ကို အဲပြီးရင်တိုက်စစ်ပိုင်းမှာပေါ့နော်ဒါမော်ရီနိုပွဲထွက်လာမယ်ပြီးရင်မာတင်နယ်လီလည်းရှိနေသေးတယ်ပေါ့နော်နောက်ထပ်ကတော့ကျွန်တော်တို့ဒါတိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်တော့ထရိုဆတ်တို့စတာလင်းတို့လည်းဒီပွဲစဉ်မှာပြန်ပါဝင်လာဖို့ရှိရတဲ့အတွက်ကိုတိုက်စစ်ပိုင်းကတော့အရင်ကစိုးရင်စရာမရှိဘူးကွင်းလယ်ပိုင်းမှာဆိုလို့ရှိရင်လည်းအော်ဒီဂတ်ဒါယော်ဂျင်ဟိုနဲ့အာဒီကလန်ရိုက်စ်တို့အပြင်ပေါ့နော်အဲကျွန်တော်တို့အာ တောမတ်စ်ပါတီတို့လည်းရှိနေတာမျိုးရှိတယ်ဒါပေမဲ့အာစနယ်ကဒီပွဲစဉ်ပြီးသွားလို့ရှိရင်လည်းရီယယ်မက်ဒရစ်အသင်းရဲ့အိမ်ကွင်းဘာနေဗျူးမှာချန်ပီယံလိဂ်ကစားဖို့ရှိတယ်ပေါ့နော်18ရက်နေ့ဧပြီ18ရက်နေ့မှာကစားဖို့ရှိတဲ့အတွက်အနည်းငယ်လူချန်လာမလားတစ်ချက်တော့ကြည့်ရမယ်ဒါပေမဲ့ဒီပွဲစဉ်ကလည်းလူချန်လို့မရတဲ့ပွဲစဉ်ပရီးမီးယားလိဂ်ကလည်းအရေးကြီးနေတဲ့ပွဲစဉ်ဖြစ်တဲ့အတွက်ပေါ့နော်အာစနယ်နေနဲ့ဘလို့လူထုတ်လာအောင်စိတ်ဝင်စားဖို့ကောင်းတယ်နောက်ခါလူနေရမှာဆိုလို့ရှိရင်လည်းဒါဖူဘက်တီမှာကတော့ပြတ်ထားတဲ့အတိုင်းဆိုဘန်ဝိုင်းနဲ့စင်ချက်ကိုပါလာမယ်အဲဆန်တာဘတ်မှာကတော့ကီရီယောနဲ့ဆာလီဘာတို့ပွဲထွက်လာမယ်ကိုယ်တမကတော့ဒေးဗစ်ရာယာဒါအာစနယ်အသင်းရဲ့ဖြစ်နိုင်မှုရဲ့ line နဲ့ ဘရန်ဖို့တင်းရောတိုက်စစ်ပိုင်းမှာတော့ဝီစာပါမယ်ပြီးရင်တောင်မန်နီမှာကတော့ဘရန်အန်ဘီမိုးနဲ့ရှိတ်ပါမယ်အကွင်းလယ်တွေမှာကတော့ဒမ်စတန်နဲ့ပေါ့နော်ခရစ်စတီနိုကတ်ကိုဥဆောင်လာမယ်နောက်ခံလူတွေနေရာမှာလည်းထုံးစံတိုင်းဒါလူးဝစ်ပေါ်တာနဲ့အာအာချာကဖူဘက်ဖြစ်ပြီးတော့ပေါ့နော်ကောလင်းနဲ့ဖန်နဘက်ကတော့စန်တာဘက်အတွက်ဖြစ်ပွဲထွက်လာလိမ့်မယ်ပေါ့နော်ကိုသူမကတော့ဖလန်နီကန် ဆိုတော့ Brentford တင်ရလဲလူဆုံနေဆိုတော့ဒီနေ့ထားမှာ Arsenal တင်ရတော့အင်ဝင်းအတာချက်ရှိတဲ့အနေထားဆိုတော့အတင်းကြီးလေးဖြစ်တဲ့အတွက်ပေါ့နော်130အနိုင်သို့မဟုတ်140အနိုင်လောက်တော့အကျော်ပေးလာတယ်ဒါကလည်း fair ဖြစ်တဲ့ကြေးပဲပေါ့နော်ဆိုတော့ကျွန်တော်ကဒီပွဲစဉ်မှာတော့အမားခံလို့မရတဲ့ Arsenal ကိုပဲလိုရင်းတူရှင်းနဲ့ကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ဒါပေမဲ့ဒီပွဲစဉ်ကဂိုးပြတ်တဲ့ဂိုးပြတ်မဲ့ပွဲစဉ်လို့တော့ကျွန်တော်မထင်ဘူးပေါ့မထင်ဘူးပေါ့နော် Brentford ရဲ့ယုံအားအကြောင်းရယ် Arsenal အနေနဲ့လာမဲ့ပွဲစဉ်က ဒါဘာနေဘူးမှာကန်ရမဲ့ချန်ပီယံလိပွဲစဉ်ရှိတဲ့အတွက်ပေါ့နော်အာဆနယ်အနေနဲ့ကဒါအနိုင်တော့ရရှိသွားလိမ့်မယ်ဂိုးပြတ်မဲ့ပွဲစဉ်တော့မဟုတ်ချင်းမြောင်းနဲ့ရလတ်နဲ့အနိုင်ရရှိသွားမဲ့ပွဲစဉ်လို့တော့ကျွန်တော်တို့ထင်ပါတယ်အဲဒါကြောင့်140အနိုင်သို့မဟုတ်130အနိုင်ဆိုတဲ့ကြီးနေထားတော့ဒါအာဆနယ်အနေနဲ့21ဆိုတဲ့ရလတ်မျိုးလောင်းနဲ့အနိုင်ရရှိသွားမဲ့ပွဲစဉ်လို့တော့ကျွန်တော်တို့ထင်ပါတယ်အဲဒါကတော့စနေနေ့မှာရှင်ပိုင်ကစားမယ်ပွဲစဉ်တွေရပါတော့ကျွန်တော်ခြိုက်ဆုံးပွဲစဉ်လေးနှစ်ပွဲကိုစူးစမ်းပြီးတော့ခမန်းရွေးချယ်ပြီးသွားတာလည်းဖြစ်ပါတယ်။ဂျန်နဲ့ပွဲစဉ်တွေဂျန်နဲ့လီ ွဲစဉ်တွေအဲရွေးချယ်မှုတွေပေါ့နော်ခြားသော Bundesliga တို့အာစပိန်လာလီဂါတို့အပြင်ခြားသောပွဲစဉ်တွေရွေးချယ်မှုတွေကိုတော့ကျွန်တော်တို့ member group လေးမှာတက်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်ဆိုတော့ကြည့်ရှုပေးကြတဲ့ငွေကြေးတွေအားလုံးကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျ comment box မှာအမြင်လေးတွေကိုဝင်မြောက်သွားပေးကြပါအောင်ကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျ